ုတ်ကဲ့ပါဆရာဆိုတော့ပထမအအရင်တော့ကဖူးခဲ့တဲ့အချိန်နဲ့ဒီနှစ်ပေါင်း၄အသက်အသက်ရွယ်ဘယ်လိုပြောမလဲနှစ်ပေါင်း၄၀ကျော်လောက်မှပြန်ဖူးခဲ့တဲ့အခါမှာအမြင်တွေလည်းမတူတဲ့အပိုင်းတွေပေါ့နော်ဆိုတော့အရင်တော့ကတော့အဲ့လောက်ထိမခံစားမိခဲ့တာလည်းရှိမှာပေါ့လေအခုဒီမြောက်ဦးရဲ့ရှီဟောင်းရင်ကျင်းမှုအမွေနှစ်လို့ပြောလိုက်တယ်ဆိုလို့ရှိရင်ဆရာခုနကပြောတဲ့ဒီအာကြီးကြီးတန်းကားတွေအဲ့လိုမျိုးသွန်းလုတ်တဲ့အတတ်ပညာလေရခိုင်တွေက တော်တော်ကိုရှေ့ကျခဲ့တဲ့အထဲမှာပါတယ်နောက်တစ်ခုကဒီရေပေးဝယ်ရေးစနစ်တွေဆိုလို့ရှိရင်လည်းဒါပညာရှင်တွေကတော်တော်ရှီကျုကွန်ပျူခဲ့တဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့တခြားရောဆရာဒီမြောက်ဦးတို့ဒီခကြီးလေးခက်အပြင်ဆိုလို့ရှိရင်တခြားဒီတောင်ပေါကြီးတို့လိုမျိုးဆိုလို့ရှိရင်လည်းတဘဝဒီအမွေနှစ်တွေထဲမှာများပါနိုင်မလားပေါ့နော်ဘယ်လိုမျိုးဆရာမြင်လဲပေါ့တောင်ပေါကြီးတို့ဆိုလို့ရှိရင်ဒါတောင်တောင်မှာထွန်းထုတ်ထွန်းတောင်တစ်ခုလုံးကိုဒီအကျောက်စာအဖြစ်ထုံးလို့ ထွင်းထုထားတယ်ဆိုတာမျိုးလည်းဟိုကျမတို့သိတာပေါ့နော်ဆိုတော့အဲ့ဟာမျိုးတွေဆိုရင်လည်းတခြားဒီညာဦးအပြင်ဒီခကြီးလေးခက်အပြင်ဆိုလို့ရှိရင်တခြားရှိမလားပေါ့နော်ဆရာဘယ်လိုမြင်လဲပေါ့ဟုတ်ကဲ့ကျွန်တော်ဒီ culture ဘိုင်းမှာခုနကတံပေါင်ကြီးရယ်နောက်တစ်ခါဒီဝေသားလီကြောက်လေကားတွေကျွန်တော်ကျွန်တော်ထည့်ခြင်းလေအဲ့ဒီဘာလို့ဆိုကျွန်တော်ရောက်ဘူးတယ်အဲ့ဒီဝေသားလီကြောက်လေကားကိုနဲနဲ့ဒီလိုအကြီးကြီးမဟုတ်ဘူးဗျာအဲ့ဒီအဲ့ဒီကြောက်လေကား ကြီးကြီးဟာကြောက်လေကအစစ်စစ်ဟာအဲ့ဒီမှာသူအခုကဒီငွေသားလေးခစ်ကလွန်ခဲ့တဲ့နှစ်ပေါင်း800တထောင်ဝန်းကျင်ကဖြစ်တဲ့အခါကျတော့အဲ့ဒီတုန်းကဒီပင်လယ်ကူးတင်ပေါ်ကြီးတွေစိုက်ကပ်ခဲ့တဲ့နေရာတွေကအခုရှင်တင်ကောပြီးတော့မြစ်ကလေးချောင်းကလေးလို့ဖြစ်သွားတာပေါ့နော်ကဘာမှာတော့အဲ့ဒီဒါအာဒါအများကြီးပါပဲအဲ့ဒီတော့ဒီဝေတာလီကြောက်လေကားတို့ခုနကတောင်ပေါကြီးတို့ cultural ဘိုင်းမှာ ဘရောင်ဦးအပြင်ကျွန်တော်အဲ့ဒါတွေကိုဟိုကျွန်တော်တို့ရှိကစရင်တင်သွင်းအဲ့ဒါတွေကိုထည့်ပြီးတင်သွင်းဖို့တောင်းပါတယ်အာနောက်တစ်ခါအေးတဘာဝအလျောက်ဆိုရင်ကျွန်တော်တို့ဟိုးတစ်ခါဒီဟိုဒီဘက်ကကျွန်တော်တို့ဆင်းနေခဲ့ဘူးတဲ့မှာပါသွားတဲ့ဒီ1 fight durator ပေါ့နော်1 fight durator တို့ဒါဒါကျွန်တော်တို့ရှိကနေတင်သွင်းဖို့ကောင်းတဲ့ဟိုစရင်ထဲမှာထည့်ဖို့ကောင်းတဲ့ဒါအမွေအစ်စ်တွေပါဒါ1 fight durator ဆိုလို့ရှိရင် ဧကာပေါင်း9000ကျော်တယ်ဒါအင်မတန်ကြီးတဲ့ဒီရေတော်ကြီးပါဒါဆိုတဲ့အခါကျတော့အဲ့ဒီမှာတစ်တော်တစ်ပင်တွေမဟုတ်ဘူးအဲ့ဒီမှာမီတင်းနေထိုင်တဲ့ရှားပါတဲ့ဒရိစံတွေမျိုးစိတ်တွေအများကြီးရှိမှတည်ကြပါတယ်ဒါတွေအကုန်လုံးကိုချက်ဖို့အတွက်ဒီဒီဒီကျွန်တော်တို့ဒီ UNESCO ကိုကျွန်တော်တို့ဟိုနောက်တစ်ကြိမ်ပြန်ပြီးတော့ရှောက်တဲ့အခါမှာအဲ့ဒါတွေကိုချက်ဖို့ကောင်းပါတယ်နောက်တစ်ခါဒီမှာကျွန်တော်ဖြည့်ဆွဲပြောချင်တာတစ်ခုရှိတယ်နော် train နဲ့ဓာတ်ရိုက်တော့မဆိုင်ဘူး ဒါပေမဲ့ဒီနိုင်ငံတကာနဲ့ဆိုင်တယ်နိုင်ငံတကာနဲ့ဆိုင်တယ်ဆိုတာ set up တို့နေတာပေါ့လေအကုန်လုံးဟာဒီကျွန်တော်ဒီစောစောဒီဒီပြီးခဲ့တဲ့အပတ်ကကျွန်တော်ဒီဟိုးစားမှာဒီတောင်မေလက်တင်အမေရိကပေါ့အလဲဘန်အမေရိကကိုရောက်သွားတယ်နီကာရာဂွာဆိုတဲ့နိုင်ငံနီကာရာဂွာဆိုတဲ့နိုင်ငံမှာသူတို့မှဒီအေ UNESCO ကသတ်မှတ်ထားတဲ့နေရာနှစ်နေရာရှိတယ်။တစ်နေရာကိုကျွန်တော်သွားလဲရတယ်အဲ့ဒီထဲက တနေ့ရောက်သွားလေတော့အဲ့ဒီမှာလီယွန်ဆိုတဲ့ရှီဟောင်းမြို့တော်ဒါနီကာရာဂွန်နိုင်ငံရဲ့ရှီဟောင်းမြို့တော်လီယွန်ဆိုတဲ့မြို့တော်ကျွန်တော်သွားလေတယ်ဒါမရဦးနဲ့ဖြစ်ပြိုင်တယ်ကျွန်တော်ဒီမှာရခိုင်ကိစ္စပြောရင်းတယ်အဲ့ဒီကိစ္စချက်ပြောရတာကတော့မရဦးနဲ့တကယ်ဖြစ်ပြိုင်16ရာစုမှာတည်ခဲ့တဲ့မြို့ဒါနီကာရာဂွာရဲ့သမိုင်းကိုအဲ့ဒီကနေဆင်းသက်သွားတာလို့ပြောတယ်သူတို့ဟာသူတို့ချီမှာတော့အမြဲတမ်းရှစ်ကြတာပေါ့နော်ဒါပေမဲ့နီကာရာဂွာမှာတော့ ဲ့ဒီလီယွန်ဆိုတဲ့မြို့ဟာပထမဦးဆုံးတည်ခဲ့တဲ့မြို့တဲ့အဲ့ဒါပထမဦးဆုံး first civilization ပဲကျန်တဲ့မြို့တွေကအဲ့ဒီကနေဆင်းသက်သွားတာဒါပေမဲ့အဲ့ဒီမြို့တစ်မြို့လုံးဟာအဲ့ဒီနဲ့မလန့်မကန်းမှာအခုချင်းတိမိခိုးတွေတမှုဦးထွက်နေတဲ့မိတောင်ရှိတယ်အဲ့ဒီမိတောင်ကချောရီတွေဖုံးပြီးတော့တမျိုးလုံးဟာပြက်ကျသွားတာလို့ပြောတယ်မြို့ရိုးတွေအဆောင်အုံးအယိုးနေရာလေးတွေကျန်ခဲ့တယ်ကျွန်တော်အဲ့ဒီမှာတွေ့ခဲ့တယ် အဲ့ဒါဘရဦးနဲ့ဖြစ်ပြိုင်မယ်ဆိုပြီးတော့ကျွန်တော်တော့အာတတိထားမိလိုက်သေးတယ်။နောက်တစ်ခါဒီကျွန်တော်တို့နားမှာကျွန်တော်တို့နေတဲ့ဒီ Illinois မှာလေဒီဒီဒီ Lincoln Illinois သမ္မတ Abraham Lincoln က American နိုင်ငံရဲ့16ရောက်မြောက်သမ္မတ Abraham Lincoln ကဒီ Illinois ပြည်နယ်လာအဲ့ဒါသူနေခဲ့တဲ့နေရာသူကြီးပြင်းခဲ့တဲ့ရွာတွေကဒီမှာဆိုရင်ဒါအမွေသမိုင်းဝင်အမွေနှစ်တွေပါပဲဆိုတော့ဒါတွေနဲ့ထင်ဟပ်ပြီးတော့ကျွန်တော်ဒီဒီဒီ ခိုင်ဘက်ကိုပြန်လှည့်ရင်တော့ကျွန်တော်တို့ရှိမှလည်းအဲ့လိုဟာ impedance စနစ်တကျနဲ့ချိန်သိမ်းရမယ်အမွေအစ်တွေအခုနကပြောတယ်တံတားမတူဘက်မှာရောဝေတာလီအင်းနေရာမြို့ဟောင်းနေရာတွေမှာရောလင်းဘရုနေရာတွေမှာရောဒီမြောက်ဦးနေရာမှာဒီအများကြီးနောက်ထပ်ရှိလာအောင်မယ်ရှိနေအောင်မယ်ဆိုတာကျွန်တော်ပြောရဲပါ ုတ်ကဲ့ပါဆရာဆိုခုနကဆရာပြောခဲ့တဲ့အထက်မှာတော့ဒါရခိုင်ရှီဟောင်းအမွေအနှစ်တွေလည်းအများကြီးပါတယ်လို့ဒီရှီဟောင်းအမွေအနှစ်တွေကိုထိမ့်သိမ်းဖို့ကလည်းအရေးကြီးရယ်ဆိုတဲ့အချက်တွေလည်းပါတယ်ပေါ့နော်ဆိုတော့ဆရာရဲ့အမြင်မှာရောအခုရခိုင်ဆိုလို့ရှိရင်ရှီဟောင်းအမွေအနှစ်တွေပေါ်တဲ့ဒေတာတစ်ခုကိုဖြစ်တော့သတ်မှတ်ထားကြရတယ်ဒါပေမဲ့ဒီရှီဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုထိမ့်သိမ်းဖို့အပိုင်းမှာဆရာဘယ်လိုမြင်လဲပေါ့နော်အော်ထိမ့်သိမ်းမှုပိုင်းမှာ အာတချို့ကတော့ဒီတချို့ပညာရှင်တွေကလည်းပြောကြတယ်ရှေးဟောင်းအမွေအနှစ်ထိမ့်သိရင်လည်းပတ်သက်ပြီးလုံနေကြတဲ့လူတွေကလည်းပြောသေးတယ်ဒီရှေးဟောင်းအမွေအနှစ်ထိမ့်သိရင်လည်းပတ်သက်လို့ရှိရင်ကိုရခိုင်နွေစီမှာပေါ့နော်ဒေသခံလူထုစီမှာကဒီအသိပညာရရှိမှုကအားနည်းတယ်ဒါစနစ်တကျဘယ်လိုထိမ့်သိရမလဲဒါတွေကိုဘယ်လိုမျိုးအာဒီရှေးဟောင်းအမွေအနှစ် area ပေါ်မှာဘယ်လိုနေထိုင်ရမလဲဆိုတော့ အာဘဟုတုရမျိုးပေါ့နော်ဒါဒါမျိုးသိရှိရမှုကအရင်အားနေတယ်ဆိုတဲ့အပိုင်းတွေလည်းမှတ်ချက်ပြကြတာရှိရောဆရာရောဘယ်လိုမြင်လဲပေါ့နော်ရှင်ဟောင်းအမွေနှစ်တွေကိုချင်းသိမ့်တဲ့အပိုင်းမှာဒီဓမ္မအပန်းကြီးတစ်ပိုင်းကတော့ကျွန်တော်တို့ဟိုအရင်ပြောဒီချိန်တုန်းကဟောစာလိုပဲသွားမယ်အနေထားပါပဲပထမအရေးကြီးဆုံးတစ်ခုကတော့ဒီဒီဒီတက်ဆိုင်ရအာနာပိုင်းတွေဒါအမျိုးအမြင်ကြီးစွာနဲ့ ဒီနေရာတွေကိုဥပဒေကြောင်းအရဥပမာနေထိုင်မှုမပြုတာတို့ယင်ကြီးတွေဖြတ်တန်းတော်လာခွင့်မပြုတာတို့အဲကျွန်တော်တို့ဥပဒေပိုင်းအရာရောက်ပါမယ်နောက်တစ်ခါဒီဒေသခံလူတွေအနေနဲ့လည်းဒီဥစ္စာတွေဟာကျွန်တော်တို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဒီအမွေအနှစ်တွေဖြစ်တဲ့ကျွန်တော်တို့ဘူဘေးပြည်ပင်တွေခြံထားရတဲ့အမွေအနှစ်တွေကိုကကိုယင်ကြီးမှုကိုကိုကတန်ဖိုးထားပါမှာ သူများကတံပိုးထားလာပါဦးကိုကတံပိုးထားလို့တဲ့စိတ်ဓာတ်နဲ့ထိမ့်သိမ်းပါမှာဒါဥစ္စာတွေကမြဲမြံတည်တတ်ပါဦးကျွန်တော်ဒီနိုင်ငံတကာကျွန်တော်ဘုရားဖြစ်တဲ့အခုနကပြောတဲ့နေရာတွေကိုပဲကျွန်တော်ပြန်ပြီးပြောခြင်းပါတယ်နည်းနည်းလေးဒီမှာအဲ့ဒီနေကာရာဂွာမှာအဲ့ဒီလီယွန်ဆိုတဲ့မြို့အဲ့ဒီကမီးတောင်ကြီးဖုံးချော်ရီဖုံးတော့ပြီးတော့ပြာကျသွားတဲ့မြို့အဲ့ဒီမှာနောက်ဆုံး2ဖော်ပြာချော်ရီတွေအောက်မှာ ူတူးပေါ်လိုက်တော့ဘာတွေတွေ့တယ်လဲဆိုတော့ဒီအဆောင်အုံမြို့ရိုးနေရာတွေအဲ့ဒီအဆောင်အုံမြို့ရိုးနေရာတွေကိုသူတို့ကအဲ့ဒီမြို့တစ်မြို့လုံးကိုအေးရမှာခြံဝင်းကြီးနဲ့ခြံခတ်ထားတယ်ဗျဂိတ်တကားကြီးပိတ်ထားရဲ့ကျွန်တော်တို့သွားတဲ့အချိန်ကငန်းနာကြီးဝင်းကျင်ဆိုတော့သူတို့ကဂိတ်တကားပိတ်ပြီကျွန်တော်တို့ကအဝေးကလာတာအမေရိကန်ကလာတာပါချင်းတွေကိုပြောပြလို့အဲ့ဒီကညဘက်တာဝန်ကြတဲ့ security အဲအဲ့ဒီပုံကူက light ပြလို့ကျွန်တော်တို့ကြီးခွင့်ရခဲ့တာဆိုတော့ကလုံးဝအချိန်တိုင်းမနေ့9နာရီဆိုသူတို့ gate တကားဖွင့်တယ်ညနေ9နာရီဆိုရင် gate တကားပိတ်တယ်တော့ဘယ်သူမှဝင်လို့မရတော့ဘူး9နာရီမှတိုင်ရင်လည်းဘယ်သူမှဝင်လို့မရဘူးနောက်တစ်ခါအဲ့ဒီရဲ့ထဲတန်းမှာအဲ့ဒီကျွန်တော်တို့အခုဘာတွေသွားတွေ့လဲဆိုတော့မောက်ဦးမှာကအဲ့ဒီဖျားကုန်းတွေပေါ်ကြည့်အဲ့ဒီမှာကားတွေနဲ့တဝီဝီတက်ကြသွားကြလာကြတာတွေတွေ့ပါလေ ဒါဒီဟိုမှာလုံးဝခွင့်မပြုဘူးဟိုအဲ့ဒီခုနကနေကာရာဂွန်မှာလည်းအဲ့ဒီနာထီလုံးဝခွင့်မပြုဘူးကျွန်တော်တို့တို့တတ်မှတ်ထားတဲ့နေရာမှာကားရပ်ရတယ်ပြီးရင်အထက်တဲကိုသဝေးတလန်လမ်းလျှောက်ပြီးသွားရတာပဲဒါအဲ့ဒီအထက်မှာဘာရင်မှဝင်ခွင့်မပြုပါဘူးတို့ပြောရင်ဆဗင်းတော့ဝင်ခွင့်မပြုဘူးတဲ့ဒါရှင်းရှင်းလေးဒါတလို့ထိမ့်သိမ့်တာသူတို့ရှိမှာဒါအမျိုးသားအမျိုးဝင်တွေကိုကျန်တဲ့ဒီမှာနိုင်ငံတကာမှာပေါ့နော်ကြည့်ကျွန်တော်တို့ဒီမှာအမေရိကန်က ဟိုပုံမှန်တခုကျွန်တော်ပြောမယ်ကျွန်တော်တို့နေတဲ့အင်လင်တိုင်းပြည်နယ်မှာ New Salem ဆိုတဲ့ Abraham Lincoln သက်ကရထွန်ရှိရာကျော်မှာ၁၉ရာစုအလယ်ပိုင်းမှာတမဒါဖြစ်ခဲ့တဲ့ Abraham Lincoln American Dollar 9ဒေါ်လာတန်တဲ့ကပုံကူပေါ့ဗျာအဲ့ဒီ Abraham Lincoln ကအဲ့ဒီ New Salem ဆိုတဲ့ရွာမှာစကုန်းနှစ်ကနေအသက်20ကျော်ကျော်တိဆယ်ကျော်တဲ့အသက်20ကျော်အပိုင်းလေးတွေကိုသူအဲ့ဒီနေရာမှာနေနေခဲ့သူလူပြိုအရွယ်လူပြိုပေါ့အရွယ်ပေါ့ အဲ့ဒီရွာကိုခင်ဗျာကလုံးဝမဝင်ရဘူးအဲ့ဒီတက်ဂရိတ်1800ကျော်လင်ကွန်ခေတုံးကအတိုင်းသူတို့ထိမ့်သိမ်းထားတယ်အဲ့ဒီခေတုံးကအတိုင်းခမင်းဆိုင်တွေအဲ့ဒီခေတုံးကအတိုင်းမြင်းလဲတွေနော်လဲတွေအဲ့ဒီမှာအဲ့ဒီအတိုင်းကိုထိမ့်သိမ်းထားတာအဲ့ဒီကိုသွားရင်ချင်းကြိုက်တယ်ကျွန်တော်ကျွန်တော်တို့အဲ့ဒီမှာချင်းနေပါလေကြိုက်တာအဲ့ဒီထဲရောရင်ဥပမာလျှက်စင်ပြီးလုံးဝမရှိဘူးဘာလို့တက်ဂရိတ်1800ကျော်ကလျှက်စင်ပြီးမရှိဘူး အဲ့ဒီအတိုင်းအဲ့ဒီအတိုင်းထားထားတာလုံးဝလျှက်စင်မီမရှိဘူးကားမဝင်ရဘူးအဲ့ဒီအတိုင်းကိုထားထားလျှက်စင်မီကဘယ်မှာစပြီးရှိတယ်လဲဆိုတော့ your take your အပြင်အဲ့ဒီ your take ဝါမှာအေးရမဒီရုပ်ရှင်ယုံကြီးလုံထားတယ်အဲ့ဒီရုပ်ရှင်ယုံကအဲ့ဒီ your နဲ့အဲ့ဒီခစ်အကြောင်းတွေကိုပဲပြနေတာအဲ့ရုပ်ရှင်ယုံထဲမှာအရှင်မေဝင်ကြည့်လို့ရတယ်ဒါ your တဲကိုတော့လုံးဝလက်လျှောက်ပြီးပဲဝင်ရတယ်ခြင်တွေကြိုက်တယ်ကြက်ကြက်တုံတန်တွေနဲ့အဲ့မှာအကက်ဒီ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  အဲ့ဒီတက်ဂရိတ်1800ကရာဂျော်ဝင်ကဒီ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 အမေရိကန်ရွာတရွာရဲ့သဘာဝအနေထားတက်အဲ့ဒီအတိုင်းကိုထိမ့်သိမ်းထားတာရေတွင်းနေရောအဲ့ဒီအတိုင်းပဲကျိုးဆွဲပြီးတော့တင်ရတာရေရေတွေအဲ့လိုအဲ့ဒီအတိုင်းလုံးဝကျွန်တော်တို့ရှိကရခိုင်နေကအခုအခုကျွန်တော်တို့ရှိကရွာတရွာကိုသွားလဲတယ်လို့ပဲဒါတက်ဂရိတ်1800ကျော်ကအမေရိကန်ရွာတရွာနဲ့ဒါအခုလက်ရှိရခိုင်ရွာတရွာနဲ့ level လောက်သွားဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ခိုင်လေရဲ့လက်ထဲမှာ ဖဲဖူးလေးတော့ရှိရင်ရှိမှာပေါ့လေရှိရှိမှာပေါ့လေပြပါရှိတာပေါ့လေတွတ်တော်လဲပဲနေထိုင်တဲ့ဇရိုက်ပုံစံနဲ့အနေထားကအဲ့ဒီအတိုင်းပဲလျှင်စင်မင်းမရှိဘူးကားမရှိဘူးချက်ဘာဘာရေရထားမှမရှိဘူးအဲ့ဒီနော်လဲပြင်းလဲဟာအဲ့ဒါကိုတော့ဒီလာသုံးတဲ့အဲ့ဒါဒါခီးတော့အသုံးဆောင်လေငါလွဲရင်အဲ့ဒီမှာအဲ့ကျွန်တော်တမနာလင်ကွန်အင်းအင်းသူနေတဲ့အဲ့ရာထိကျွန်တော်သွားသွားကြည့်ဘူးတဲ့ တော့ကြည့်ရဲအဲ့သူသူကအဲ့မှာ postman စာပို့လူလင်လုပ်တယ်အဲ့ဒီသူပို့ခဲ့တဲ့စာတဲကစာပို့လူလင်လုပ်ခဲ့တဲ့စာလေးခု၄ခါခုကိုသူတို့အပတ်တရအဲ့မှာအဲ့မှာဒီဒီဒီချိန်သိမ်းထားတာရှိစာရွက်ကလေးတွေလိမ့်ပြီးတော့ဝါကြံပြီးတော့လိမ့်နေပြီအဲ့လိုစာရွက်အလိမ့်တွေဖြစ်နေပြီအဲ့မှာအဲ့ဒီအထိထိမ့်သိမ်းတာသူတို့ကဗမင်းဆိုင်တွေအဲ့ဒီအတိုင်းပဲခင်ဗျအဲ့ဒီမှာဒီဒီဒီအဲ့ဒီခေတ်တုန်းကအဝိအစားတွေနဲ့ဝစ်ပြီးတော့နေတာအဲ့ဒီကလူတွေက အဲ့ဒီမှာဝင်သွားရင်အဲ့ဒီခေတ္တကအဝိအစမျိုးအဲ့ဒီခေတ္တကကြိုတက်ဒုရီယာလေးတွေနဲ့ဖြည့်ပြောလိမ့်မယ်။ဘဘဲစံတယ်အဲ့မှာဘဘဲထူးတဲ့နေရာတွေရောက်လိမ့်မယ်။တကယ်အဲ့ဒီခေတ္တကအတိုင်းအဲ့ဒီအတိုင်းကိုထင်းသိမ်းပြီးအဲ့ဒီဖက်လုတ်သားတွေကသူတို့ဟိုလစာတော့ပေးထားရယ်ပေါ့နော်။သူတို့သူတို့ဒါပြစ်ဆင်ရတယ်။တချို့လည်း volunteer လို့ပြောတယ်။အဲ့ဒီအတိုင်းအဝိအစနဲ့နေ့တိုင်းအဲ့မှာသွားပြီးတာဝန်ထမ်းဆောင်တာ။လုံးဝအဲ့ဒီခေတ္တကအတိုင်းလုံးဝတသွေးမတင်းအဲ့ဒီအတိုင်းထင်းသိမ်းထားတာ။လုံးဝကားမွေရအောင်ချင်းချင်းလေး ဆိုလိုတာဒါသူတို့ဒါဒီမှာအဲ့ဒီလိုထိမ့်သိမ့်တာမူလလက်ရအတိုင်းတကိုအတိုင်းလုံးဝမပြေဘူးကျွန်တော်တို့ရှိမှာဘလောက်ပို့ပြီးတော့ထိမ့်သိမ့်ဖို့ကောင်းလဲဘိုးဘေးပင်ပင်နေလွန်ခဲ့တဲ့အနှစ်400 500 600တထောင်ဒါဒီချောက်ခဲ့တဲ့အဆောက်အဦတွေနောက်ထပ်ဒီလိုမျိုးပြန်ဆောက်ဖို့ဆိုတာမရတော့ဘူးမရှိအခုပြန်ဆောက်ရင်အဲ့ဒါအခုဆောက်တဲ့အဆောက်အဦမရှိတော့မှာပေါ့ဒါအရင်ဆောက်ခဲ့တဲ့အဆောက်အဦမဟုတ်တော့ဘူးအရင်တော့လက်ရလည်းမဟုတ်တော့ဘူးဆိုတဲ့အခါကျတော့ငကူအခြေအနေအတိုင်း မပြေမရွင်ထိမ့်သိမ့်တယ်ကျွန်တော်ခင်ဗျားအဲ့လင်ကွန်းရော်ကိုခေါ်ပြခြင်းတယ်ကျွန်တော်တို့ရဲ့ခိုင်ပြေကလူတွေကိုကျွန်တော်ဘလောက်သူတို့ထိမ့်သိမ့်တာငါတက်တက်ထုံးချရာကြောင့်ဒီမှာဖြစ်ခဲ့တာဆိုတော့ကျွန်တော်တို့ဒီမှာအာထိမ့်သိမ့်မှုမှာထိမ့်သိမ့်တယ်မှာကတော့ဒါအပိုင်းတစ်ပိုင်းရှိပြီပညာရှင်တွေအပိုင်းဆိုကြပါစို့ဒီရှေဟောင်းသူတေသနာပညာရှင်တွေအာပါဝင်တဲ့အပိုင်းရှိပါမယ်အာအစိုးရကခုနကလိုဥပဒေနဲ့ပြဋ္ဌာန်းတဲ့အပိုင်းရှိပါမယ်အာနောက်တစ်ခါယဉ်ကျေးမှုထိမ့်သိမ့်ဆောက်ရှောက်ရေးကျွမ်းကျင်သူတွေ အဲပါဝင်ပြီးတော့လိုအပ်တဲ့ပြဋ္ဌာန်းမှုတွေကိုပြဋ္ဌာန်းတာတွေလုပ်ရပါမယ်။ဒီသူတွေကိုလည်းကျွန်တော်တို့ရဲ့နှလုံးသားထဲကအင်မတန်တန်အသင့်တဲ့လဲပြီးထိမ့်သိမ့်ထားမယ်၊ကာကွယ်ရမယ်၊ပစ္စည်းတွေ၊စာဝန်းတွေ၊နေရာတွေဖြစ်တယ်။ဒါတွေနဲ့ကျွန်တော်တို့ဟာလူဖြစ်လာတာ၊ဒါတွေနဲ့ရခိုင်ဖြစ်ကျွန်တော်တို့ရက်တည်တာလူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံဟာသူ့နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ OVP ပြည်တွင်ထားရခဲ့တဲ့ဒီအမျိုးသားအမွေတည်တည်နဲ့ပဲရက်တည်ကြီးပြင်းပြီးတော့နာဂတ်ကို ခီးဆက်နေကြတာပါလားဆိုတော့လင်းလင်းနဲ့နဲ့မြင်လာအောင်ကျွန်တော်တို့ဒါပညာပေးတာအတိပညာပေးတာတွေလည်းလုတ်ပြလုတ်ကြရပါလိမ့်မယ်။ဒါတွေအားလုံးဝိုင်းပြီးတော့ကျွန်တော်တို့နောက်ဆုံးပြောရင်တော့ဒီရခိုင်တမျိုးသားလုံးစက်တဲ့လဲပြီးကကွယ်ထင်းသိမ်းရမယ်။ဒီအမျိုးသားငွေတစ်တွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးလင့်နဲ့ဆိုအောင်သဘောထားပြီးတော့တံပိုးထားပါပါ။ အလုံးဝိုင်းပြီးထိမ့်သိမ့်ပါပါအာဒါတွေဟာသဘာတည်တည်ဤတက်သွားမယ်ဆိုတာကိုကျွန်တော်ပြောလိုပါတယ်ဟုတ်ကဲ့ဆရာခုနဆိုရင်ဒါအမေရိကတို့တခြားဒီဘက်အာနိုင်ငံတကာမှာပေါ့လေဘလို့ထိမ့်သိမ့်လဲဆိုတာဆရာပြောထားတယ်အခုအာကျမတို့အာဒီစစ်တပ်ထိမ့်ရှုပ်ခဲ့တဲ့အရင်တုန်းကအချိန်တွေပေါ့လေအခုတော့မြန်မာဦးတို့မတို့ကတော့ဒီ AA ရဲ့ထိမ့်ရှုပ်မှုအောက်မှာရောက်သွားပြီအရင်တုန်းကဆိုရင်တော့ကျမတို့ဟိုဒီ နန်းရကုန်းပေါ့အများအမရှိရဲ့နန်းရကုန်းပေါ့မှာလို့ဆိုရင်အစာဦးစောက်တာတို့အဲ့လိုစီးမရှိကမ်းမရှိဟိုလုံးတက်လုံးရက်တွေလည်းအများကြီးတွေ့ရတာပေါ့နော်ဆိုတော့အခုဒီဆရာပြောတာတွေနဲ့တချို့အချက်တွေတော့ဆက်ဆက်နေတာပေါ့လေဝေတာလီမျိုးဟောင်းတို့ဘာလို့မှဆိုရင်အခုဒီကားတွေဘာတွေကားကြီးမသွားဖို့အတွက်အေးအေးကတားမြစ်တဲ့တရင်တွေလည်းကျမတို့ကြားရတယ်နောက်တစ်ခုကဒီနန်းရကုန်းပေါ့အများအမရှိရဲ့နန်းတော်ရကုန်းတွေကိုဆိုလို့ရှိရင်လည်းစနစ်တကျထိမ့်သိမ့်ပြီးတော့ဒီ ်တော်လာခွင့်တွေကအစစနစ်တကျလုပ်ထားရဲဆိုတဲ့အပိုင်းတွေလည်းသိရတာပေါ့ဆရာဆိုတော့ရခိုင်မှာလည်းဒီလိုမျိုးအမျိုးသားရေးဆိုင်ရာအမွေအနှစ်တွေကိုထိမ့်သိတဲ့အပိုင်းမှာလည်းကောင်းတဲ့အမြင်လေးတွေတွေ့ရတယ်ကောင်းတဲ့အာဘယ်လိုပြောမလဲကောင်းတဲ့အနေအထားလေးတွေတွေ့ရတယ်လို့တော့ပြောရမှာပေါ့နော်ဆရာဆိုတော့နောက်ပိုင်းတော့ဒီထက်ပို့ပြီးတော့ကျမတို့ရဲ့ဒီရခိုင်အမျိုးသားရေးနဲ့ဆိုင်တဲ့အမွေအနှစ်တွေပြင်းကျင်းမှုတွေကိုထိမ့်သိတဲ့အပိုင်းမှာတော့ပို့ပြီးတော့မြမပို့ပြီးတော့မှကောင်းမွန်တဲ့အနေအထားတည့်ရဖြစ်လာမယ်လို့တော့မျှော်လင့်ရပါတယ်ဆရာ လင်းနေဆိုမျောလဲပါတယ်ဖြစ်လဲဖြစ်လာမှာပါဖြစ်လဲဖြစ်ရမှာပါကျွန်တော်တို့အားလုံးဝိုင်းပြီးထိန်းသိမ်းကြရမှာပါထိန်းသိမ်းတော်ကြပါစို့လို့လည်းကျွန်တော်ပေတွန်ကိုဆိုပြီးတော့အလေးလင်းနေဆိုတာကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့ပါဆရာအနေနဲ့ရောဒီရှေးဟောင်းအမွေအနေနဲ့ထိမ့်သိရင်ကိစ္စတွေနဲ့ပတ်သက်ပြီးဒီတစ်ပတ်မှာဆွေးနွေးခဲ့တဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးထပ်ပြီးဖြည့်စွက်ပြောချင်တာမျိုးတွေရောရှိပါသေးလားအာ ကျစ်ဆက်ပြောခြင်းတာကတော့နောက်ဆုံးဒီဟိုးစာကိုပြန်ပြောရင်တော့ဒီဒီဒီခုနကပြောခဲ့တာတွေကိုပဲအာပြန်ပြောသလိုအာအာဖြစ်ကောင်းဖြစ်ပါမယ်အဓိကပြောခြင်းတာကတော့ဒီဒီဘက်ဒီအမျိုးသားအမွေနှစ်နေရာတွေမှာခြေဟောင်းအမွေနှစ်နေရာတွေမှာနိုင်ငံတကာမှာတော့ဒီလူနေအင်ဂျီတွေမရှိဘူးဗျအခုကျွန်တော်သွားလည်ပြီးပြောစာဖြစ်တယ်လို့ခုနကပြောသလိုပဲလုံးဝမရှိဘူးအာလူလူလုံးဝမနေပါဘူး ။တချို့ဆိုရင်ခြံကပ်ပြီးတော့အဲဒီမှာတကားပိတ်ပါတယ်အချိန်နဲ့အာနောက်တစ်ခါယင်ကြီးယင်ငယ်တွေဖြတ်တန်းတော်လာပြီမရှိပါဘူး။ဟိုခုနကပြောတဲ့ဒီစစ်အစိုးရဥစားတုံးကဆိုလို့ရှိရင်အဲ့ဒီအဲမှာကိုဟိုဟိုအဖျောက်ကြီးတွေရှပြီးတော့အဲ့ဒီကနေပြစ်တာဆိုတာမျိုးတွေကျွန်တော်တို့အာခံရကြာမြင်ရတာတွေရှိပါတယ်။ဒါအင်မတန်ဝင်းနေဖို့ကောင်းပါတယ်ဒါဒီမှာအဲ့ဒီဒီစက်တန်ကြီးတွေ ရင်ရထားကြီးတွေလေးလံတဲ့ရင်ရထားကြီးတွေနဲ့ဖြတ်တမ်းပြီးသွားတဲ့အခါအဲ့ဒီရတုံခါမှုဟာအင်မတန်ကြောက်ဖို့ကောင်းအောင်ဒီ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  depreciation ကြာမြင့်နေပြီဖြစ်တဲ့ဒီအဆောင်အုံတွေပေါ်မှာအင်မတန်ဒီဒီဒီ negative impact တွေဖြစ်စေပါတယ်ဒါလုံးဝမပြူလောပါဘူးအခု AA ကအဲ့ဒီဝေတာလီမြူဟောင်းဝဥစားတွေပေါ်ကနေရင်ကြီးတွေဖြတ်တမ်းမတော်ဘူးဆိုတာမျိုးဖြစ်နိုင်ရင်တော့ဒါလန်းကိုတော့ရွှေရမှာမြန်ဟာမျိုးပါ ဟိုဘာရင်မှဖြတ်မတော်ဘူးအခုဒီကျွန်တော်ပြောတဲ့အဲ့ဒီ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 နိုင်ငံတကာမှာဟိုးစားလို့အဲ့လင်ကွန်းရော်တို့မှာကားလုံးဝမဝင်ရဘူးရှင်းရှင်းလေးတာအဲ့လောက်ထိလုံထားတာသူကဆိုတော့အားလုံးဟာကျွန်တော်တို့ဒီလိုကျွန်တော်တို့အားလုံးကအမျိုးအမြင်ကြီးစွာနဲ့ကိုယ့်ယဉ်ကျေးမှုကိုကိုတန်ဖိုးထားမယ်ဆိုတဲ့ကိုကတန်ဖိုးထားခါမှာသူများကတန်ဖိုးထားမယ်ကိုကထိမ့်သိမ့်မှဒါတွေဟာဖြစ်လာမယ်ဒါသစ္စာဖျားပေါ်ရဲ့အတ္တဟိအတ္တနောနာထော မိမိကိုမအပကိုကိုရမရှိဘူးနောက်တစ်မျိုးပြောရင်ဟလာ there's no one to rely upon to depend upon ဘသူအပေါ်မှာဘသူကိုမဆောင်ရှောက်မှုကိုမှမိခိုနေလို့အားထားနေလို့မရဘူးကျွန်တော်တို့ကိုယ်တိုင်ဆောင်ရှောက်ရမှာကျွန်တော်တို့ကိုယ်တိုင်တန်ဖိုးထားရမှာကျွန်တော်တို့ကိုယ်တိုင်လင်းနေစွာတန်ဖိုးထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပါမှာဒါတွေကတည်တတ်ပါပါဒါတွေကဘာတည်တည်ရ ရခိုင်ရှေ့ဟောင်းအမွေနေ့တည်တည်တတ်သွားမှာဖြစ်ပါတယ်ဆိုတော့ဟာလင်းနဲ့စွာဖိုက်တော်ဟာပြောဆိုလိုပါတယ်ခင်ဗျာဒီစတင်ပါတယ်ဒီတပတ်နိုင်ငံတကာရေးရာကန္တာကနေအပြည့်ပြည့်ဆိုင်ရာအမွေအနှစ်ထိမ့်သိမ့်ရေးနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဓိကဆွေးနွေးတင်ဆက်ပေးခဲ့တာပါဒီအစီအစဉ်ကိုလားစင်ပထမဘက်နဲ့တတိယဘက်အင်္ဂါနေ့မနက်9:00နာရီမှာထုတ်လွှင့်နေတာဖြစ်ပါတယ် စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြတဲ့နရိစရာပရိသတ်များကျမ်းမာရှင်လန်းကြပါစေရှင်